ညီကိုရောင်းမဲမင်္ဂလာပါ Football Enthusiasts ရဲ့ပွဲကြော်တောင်းတဲ့ချက် Podcast စီစဉ်နေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဆိုတော့အခုပြုလုပ်ပေးမယ့်ကျွန်တော်ပွဲကြော်ကတော့ညပြန်စနေနေ့မှာတော့ကျွန်တော်ပွဲစဉ်တွေအများကြီးရှိပါတယ်ဒီကတော့ကျွန်တော်တို့ United တို့ပွဲတို့ဒါပြင် Chelsea ပွဲတို့ပြင်ကြုံတော့ဘူးပွဲဆိုရင်ညဘက်ထင်တယ်ဆိုတော့ညဘက်မြန်မာစံတို့တနင်္ဂနွေတော့မှကန်တင်မယ်ဆိုဒီလိုပွဲစဉ်တွေရှိရကြတဲ့အောက်မှာတကယ်ကိုမှကျွန်တော်တို့ဒါ Premier League ပွဲစဉ်6ရဲ့ဒါစနေ့ရဲ့အကောင်းဆုံးပွဲစဉ်တွေပွဲဖြစ်တဲ့ကျွန်တော် Newcastle နဲ့ Fulham တို့ရဲ့ထိတဲ့တွေ့ဆုံမှာပွဲပါဆိုတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကျွန်တော်အနေနဲ့ ပွင့်ကြုံတိုးစစ်ချက်ပြုလုပ်ပေးခြင်းပါလေဆိုတော့ပုံမှန်အားဖြင့်ဆိုရင်တော့ကျွန်တော်တို့က United တို့ Arsenal Chelsea Liverpool အဲ့ဒါပြင် CD Spurs ပေါ့နော်ဒီလိုမျိုးအသင်းတွေရဲ့ပွဲကြုံတိုးစစ်ချက်ကိုပြုလုပ်ပေးရဆိုပေမဲ့ဒီလိုမျိုးတခြားအသင်းတွေနီးတူပဲဒါကျွန်တော်ပြောရမှာဆိုရင်တကယ်ကို ကြီးလို့ကောင်းပဲပွဲစဉ်နေတဲ့တပွဲဖြစ်တဲ့ယူကာဆင်နဲ့ဖူဟန်ကိုကျွန်တော်အနေနဲ့ပွဲကြုံတော့တဲ့ပြေလို့ပေးချင်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့အစီအစဉ်နဲ့ကျင်းသက်တဲ့ဆိုရင်ဗီဒီယိုလေးကို like လုပ်ရင်းနဲ့ပြီးအားပေးကြချက်ပို့တော့ဆိုချင်ပါတယ် channel လေးကို subscribe မလုပ်သေးဘူးဆိုရင် subscribe လုပ်ပြီးအားပေးကြချက်ပို့တော့ဆိုချင်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကို share ပေးမယ်ဆိုရင်တော့ USVP နဲ့အမှ shining VPN တော့မြင်ကြည့်ရှုခြင်းအပြင်ကျွန်တော်တို့ supporting တော့ကြပါတယ်ဆိုတော့ယူကာဆင်နဲ့ဖူဟန်ပို့ ပုံမှန်ဆိုရင်တော့ကျွန်တော်တို့ဒီပွဲစဉ်တွေကကြီးကြီးကြီးထားတော့တိတ်မရှိဘူးဆိုပေမဲ့လည်းဒါကျွန်တော်တို့ဒါမြန်မာနိုင်ငံမှာဆိုရင်တော့ပိတ်သက်အားပေးမှုဒါတခြားသောအသင်းတွေလိုမျိုးတော့ဒါတိတ်တော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီနေ့တင်းထိတဲ့တွေ့ဆုံမှာဒီနေ့ဒီပုံစိတ်ဟိုဘယ်လိုပြောလဲကြီးလို့ကောင်းမယ်နေတာတခုပါခုလက်ရှိကျွန်တော်ဇာရည်တည်မှုရမှာဆိုရင်နှစ်သိန်းလုံးက၁၄နဲ့၁၅ရမ၉၀၀နဲ့၈မှတ်ဆိုပြီးတော့ကျွန်တော်ခုလက်ရှိမှာဇာရည်တည်မှုရရည်တည်နေတယ်။နောက်တစ်ဖက် full hand ဆိုရင်လည်းကျွန်တော်တို့ဒါ ်ဖလောင်ကိုမှတောက်လျှောက်ပြတ်ထားတာကျွန်တော်တကယ်လို့မှသုံးဘက်ဆက်အရှုံးလို့ပါလို့ဒီလိုမျိုးကြီးဂျုံတွင်းနေရတယ်လို့ထွက်ကျွန်တော်ကညူကာဆယ်တော့ပရီးမီးယားလိမှာနှစ်ပွဲစတိုက်တွေကိုရှုံးထားတယ်ဆိုတော့ဒါပြင်ဖူဟန်ကတော့ပုံပြီးတော့မှကျွန်တော်ညူကာဆယ်တဲ့အနေပိုင်းပုံရောက်နေပါဆိုတော့ဒါမှမဟုတ်လေကျွန်တော်တို့ဒီရောင်းရအပြင်ဆိုရင်တော့ကိုမန်နေရှင်းမှန်ဆိုတော့တမပဲကွာတဲ့အနေနောက်တစ်ခုနဲ့တင်းတဲ့တင်းကကျွန်တော်နိုင်နေဆိုရင်အပေါ်အဆင့်ကိုရောက်လာမယ့်အရာတစ်ခုပါဆိုတော့ညူကာဆယ်နဲ့ဖူဟန်တို့ထိတိုက်တွေ့ဆုံနေပေါ့ ကျွန်တော်ဟိုယူကဆယ်ခုတရှိအတင်းဖော်ညာဆိုရင်ဒါပြောလို့ဆိုတော့ဒါကျွန်တော်ပရီးမီးယားလိမှာတော့ကျွန်တော်အချင်းတော်တော်ဆိုးနေတယ်ဒါမဲ့ကျွန်တော်ချန်ပီယံလိကန်သွားရင်နောက်တစ်ခုမှာတစ်ပတ်ကျွန်တော်ဒါဘန်ဘန်ဖီကလို့တင်းမျိုးကို3-0ရတော့တစ်ခုနဲ့နိုင်ခဲ့တယ်အဲ့ပွဲမှာဆိုတော့အလွန်ကော်နန်တို့ပါတော့ကျွန်တော်တို့ဒါတကယ်ကိုခြေစွမ်းပြသထားရဲ့နေနောက်တစ်ခုတွေ့ရတယ်ဒါမဲ့ကျွန်တော်ပရီးမီးယားလိမှာတော့အဝေးခွင့်သွားခင်တဲ့အရာမှာဒါ Brighton ကိုကျွန်တော်ရှုံးထားတယ် ဒါပေမဲ့တစ်ဖက်ဂူကာစီရဲ့ဖုန်းကကြည့်ရမယ်ဆိုရင်အင်ကွင်းမှာဆိုရင်ကကျွန်တော်တို့ဒါ process ဆောင်သေးတဲ့အချက်ပေါ့နော်ကျွန်တော်အာဆနယ်ကို2-1ဆိုရင်ရတဲ့တစ်ခုရှုံးတာကလည်းတွေ့ရင်ကျန်တဲ့ပွဲစဉ်တွေဒါအင်ကွင်းမှာကန်တဲ့ပွဲစဉ်တွေမှာဆိုရင်မန္တနာ force ကို2-0နဲ့နိုင်တယ် ဟို forest ကတော့ခုတည်းရှိချိန်မှာ form တော်တော်ပြည့်နေတဲ့မှန်နေဆိုပေမဲ့လည်း Newcastle အနေနဲ့အင်ကွဲမှာဒါ clean sheet ပုံစံမျိုးကိုပါတောက်လျှောက်ဆိုတော့ဒါပြီးခဲ့တဲ့ Benfica နဲ့ပွဲစဉ်မှာဆိုရင်ပေါ်ဆောင်ထားနိုင်ခဲ့တာ Brighton Wave ကိုတောက်ကန်နေတဲ့အခါကမှရှုံးတာတယ်မဲ့တခြားတော့ဒါ Champions League လို့ပါလို့မှာဆိုနေဒီနဲ့ St. Louis ဆိုပေါ့လေတွေ့ရခင်မှာ4-0ဆိုရတဲ့ခုနိုင်တာလေဆိုတော့ Newcastle ရဲ့ form က ပရီးမီးယားလိမှာတော့တိတ်ပြီးတော့ on form ဖြစ်နေ ው ဆိုပေမဲ့လည်းဒီနေ့တဲ့ပုံတော့ဒီပွဲကကြည့်လို့ကောင်းမှာပွဲစံမှာဒါ full ham မှာဆိုတော့ကျွန်တော်တို့ကလူကစေကိုရှင်နိုင်မဲ့ဒီကတော့ IOB တို့တို့ဒီလိုမျိုးစားသမားတွေရှိရတကယ်ကိုခဏခုတကယ်ကို stretcher ကောင်းကောင်းနဲ့တော့ best zero တို့မျိုးကစားသမားတွေနောက်တန်းမှာရှိတယ်ဆိုတော့ဒီလိုမျိုးနေတာတစ်ခုကဒီနေ့တင်းထင်းတဲ့တွဲဆိုမှုနဲ့ဒီနေ့ဖို့တခြားလို့အတင်းနေတော်မျိုး ဒါမှမဟုတ်ကျွန်တော်က Brighton နဲ့ United တွေ့တဲ့ပွဲစဉ်တွေမျိုးတကယ်ကိုကြီးလို့ကောင်းမှပွဲစဉ်ဖြစ်တဲ့ကြောင်ကျွန်တော်ကျွန်တော်ပွဲကြီးကိုသုံးသပ်ချက်ပြလို့ပြစ်ဖြစ်ပါတယ်ဆိုတော့ဖူဟန်ကတော့ခုတည်းရှိမှာတော့ဒါပြောမှဆိုရင်ခြားတော့ခြားထဲမှာတော့ဘာမှပွဲစဉ်မှမရှိဘူး Arsenal ကို0-1နဲ့ကျွန်တော်တို့ဒါအင်ကွဲမှာကျွန်တော်ရှုံးခဲ့ပြီးနောက်ပိုင်းမှာဆိုရင်ကျွန်တော်ခြားထဲမှာတော့ကျွန်တော် Newcastle နဲ့ sign တော့ပွဲတိုင်းနဲ့ပွဲထားတော့မရှိဘူးဒါပေမဲ့ Newcastle ကလည်းအင်ကွဲမှာဆိုတော့ဒါဝေးခီးသွားခဲ့အောင်ဟိုတယ်ကျွန်တော် LG တို့ပြင်မနာမဟုတ်ဘူးတို့ပေမဲ့ ဖူဟန်လိုမျိုးတော့ကျွန်တော်တို့ဒါ40 fit ကျွန်တော်တို့ဒါအပြည့်ဝနိုင်ယူပါမယ်ဒီတော့တခုတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ဒါနောက်ဆုံး၃မှတ်မှာဆိုညီပွဲအလုံးစခရင်ပေါ်မှာမြင်တွေ့ခဲ့ရတဲ့အတိုင်းပဲအီမီလာကိုဝေကွတ်တော့ကနေရှုံးနေဘုံမောက်ကိုဝေကွတ်တော့ကနေရှုံးနေနောက်ဆုံးအာဆနယ်နဲ့အတင်းတင်းဒါပြောလို့ဆိုအင်ကွင်းမှာလာရှုံးတာဆိုတော့ဖူဟန်ကုတက်ရှိချီနေရဆိုတော့ဝေကွတ်ရာဖောင်းကိုတော်တော်ပြက်နေတာပါယူကဆယ်အင်ကွင်းကလည်းဂျုံပြောလို့ဖောင်းကတော်တော်ကြီးကောင်းလာဆိုတော့ ဒီနေ့ထိတော့တွေ့ဆုံမှာဒီနေ့ပေါ်ဆက်ဆက်လှုပ်ရှားမှုအမြင်ဆုံးပြနေတဲ့ပွဲစဉ်တွေပဲကျွန်တော်ယုံကြည်ရဲဆိုတော့ဒါအပြင်ကျွန်တော်ညကဆင်မှာဆိုတော့ပုံမှန်ဒါလွဲနေကြကစားမှာဖြစ်တဲ့ယောဟီစာတို့ပါလို့လွဲမယ်ဒါပြင်ဒီဝစ်ဟော်တို့ကိုကစားမှာမျိုးထပ်ပြီးတော့လွဲအောင်မယ်ဒီဘက်ကတော့ကျွန်တော်တို့ဒါအဲဒီဖူဟန်ဘက်မှာဆိုတော့တော်မကရီနီတို့ကစားသမားမျိုးတွေတကယ်ကိုဘက်အင်ဂျူရီဖြစ်နေတဲ့အတွက်ကြောင့်တကယ်ကိုလွဲအောင်မယ်ဒါပြင်အန်တိုနီဒါရောဘတ်ဆန်တို့ပါလို့လည်းထပ်ပြီးလွဲအောင်မယ်ပေါ့နော်ဒါဖူဟန်ကတော့လွဲမယ်ကစားသမားတွေများပါတယ်ဆိုတော့အဓိကကတော့ကျွန်တော်တို့ဒါမာကိုဆေးဗာနဲ့အဲဒီဟောင်းတို့ရဲ့တကယ်ကိုနစ်စနစ်ပိုင်း ကျွန်တော်တို့ဒါထိတ်တဲ့တွေ့ဆုံမှာပွဲစဉ်လိုပဲဆိုရမယ်ဒါနှစ်ယောက်ဒါနှစ်သိန်းနဲ့မှဆိုရင်ကျွန်တော်ကြည့်ရှုရမယ်ကစားသမားဆိုတော့ခုတည်းရှိညူကာဆယ်ရဲ့ဒီဆန်ဖော်ဝဲနေရာမှာတုံးတော်ကြံနေတဲ့ဝူမိတ်ဆိုတဲ့ကစားသမားဒါပြီးတော့အန်တိုနီကော်နန်တို့လိုကစားသမားမျိုးတွေဒီကစားသမားတွေကတော့ကျွန်တော်အနေနဲ့ဒါ စိတ်ဝင်စားဖို့ကောင်းပြီးစောင့်ကြည့်ရမယ်လို့ပွဲတို့တင်တယ်ကျွန်တော်ဒီနေ့ပွဲမှာကျွန်တော်မာဖီးဆာအဒူနီအီလန်ကောင်တို့ဒီနေ့ပွဲမှာမြင်းချင်းနဲ့လူကဆယ်ရဲ့ကျွန်တော်တို့ဒီတိုက်ဆက်အတွဲဆက်မှာပေါ့တစ်ခါကားတော့ကျွန်တော်တို့ဒါဖူဝန်ကတော့ပုံမှန်အနိုင်ပဲဒါမှကိုစေးပါအနေနဲ့ဒါပြောရမယ်ဆိုရင်တကယ့်ကိုနီးစနစ်အရာဆိုရင်ကကျွန်တော်တို့ဒါဖီချာတဲ့နီးပြဖြစ်တဲ့ကြောင့်မလို့တကယ့်ကိုမှဒီပွဲမှာကဘယ်လိုမျိုးပုံစံမျိုးအနေနဲ့လူကဆယ်ရဲ့ကိုတရှိတကယ့်ကိုမှ fully full back ပုံစံမျိုးဘယ်လိုမျိုးအဖြေရှာပြီးတော့ကျွန်တော်တိုက်စစ်မှာကိုးရောင်ချိုးပန်းမနေပါဒါရဲ့အဓိကဒါစောင့်ကြည့်ရမှာဆိုတော့ရင်သင်းကကျွန်တော်နိုင်တဲ့သူကတော့တကယ်ကိုမှထိတ်တာ ိုပြောရမယ်ဆိုနိုင်တဲ့အသင်းအပေါ်ရောက်ကြီးပေါ့ဗျာဒီနဲ့တင်းရဒီလိုမျိုးတွေ့မှာခုတက်ရှိကြီးရပါရဆိုရင်ယူကစီကတော့ဒါခုတက်ရှိဒါချာတော့တင်းကုမ္ပဏီမှာဆိုရင်1.68ဒါမျိုးပြောရမယ်ဆိုရင်ယူကစီအပေါ်ကြီးဖြစ်ပြီးတော့ဖူဟန်ကတော့5.40ကိုရှိတယ်ဆိုတော့ဖူဟန်အနေနဲ့ဒါဝေးကွင်းဖောင်တော်တော်လေးကျနေရတဲ့ကြောင့်ပေါ့လေဒီပွဲကိုဒီလိုမျိုးကြီးဖွင့်နေလို့ကျွန်တော်တို့ယူဆမိရပေါ့နော်ဆိုတော့ညီကိုတွေကတော့ဘယ်လိုမျိုးဒီ reset ကိုထွက်ပေါ်လာမယ်ထင်ရတယ်ဆိုတော့ comment အောက်မှာမင်းကဆွေးနွေးနေခုံတော့လို့ရပါတယ်ဆိုတော့ကျွန်တော်ကတော့ဒီနေ့တင်းထိတွေ့တွေ့ဆိုမှုမှာတော့ဒါပြောရမယ်ဆိုရင် head to head ရတာချက် ွားကြည့်ကြည့်နိုင်မှာ head to head ရဆိုရင်တော့ယူကာဆယ်ကတော့အသာကြီးရထားတယ်ဆိုပေမဲ့ဖူဟန်ကလည်း10ပွဲနိုင်ထားတာပါဆိုတော့ယူကာဆယ်က10ပွဲနိုင်တယ်နှစ်သင်းလုံးကဖူဟန်က10ပွဲနိုင်တယ်ဒါအပြင်3မှတ်တည်းကြီးကြထားတယ်ပြီးခဲ့တဲ့ရာသီမှာတော့ဖူဟန်ကဒါယူကာဆယ်အင်ကွေးစင်ဂျင်းဘတ်ကိုလာတဲ့ခါမှာဒီဝက်ဆိုရင်ရလည်းတခုနဲ့နိုင်ခဲ့တယ်ဒါအပြင်ကျပြီးခဲ့တဲ့ရာသီကနှစ်ကြော်လုံးတွေးတဲ့နေသားတခုမှာနှစ်ကြော်လုံးနိုင်ထားတယ်ဒါပေမဲ့ရှေ့ရာသီပိုင်းခြားနေမှာတော့ယူကာဆယ်ကတောက်လျှောက်ဆိုပြီးတော့ dominant ဖြစ်ဖြစ်စုံစမ်းနိုင်တဲ့အချက် ဖူဟန်ကဒါပြီးခဲ့တဲ့ຢာဒီတရာဒီပဲကျွန်တော်တို့ပြန်ပြီးတော့နိုင်ခဲ့တာတခြားသောပွဲစဉ်တွေမှာဆိုရင်ဖူဟန်နေနဲ့ဒါနိုင်ဖို့ဆိုတော့တော်တော်လေးရှားပါနေအောင်ဆုံးနိုင်ခဲ့တာဆိုတော့ပြီးခဲ့တဲ့ຢာဒီကတော့ကျွန်တော်နှစ်ပွဲစနိုင်နိုင်ခဲ့တယ်ဒါပေမဲ့ရှေးနှင်းရှင်းနေຢာဒီမှာဆိုရင်2016တုန်းကဒီ2016 2019ຢာဒီကနောက်ဆုံးပဲပေါ့ဖူဟန်နေနဲ့မိကစင်ကိုနိုင်ခဲ့တာဒါချန်ပီယံရှစ်မှာဒါဒီနှစ်တည်းကျွန်တော်တန်းစင်းသွားတဲ့နေသားတစ်ခုမှာချန်ပီယံရှစ်မှာတွေ့တော့ကနိုင်ခဲ့တယ်ဒါပေမဲ့ခုလက်ရှိပရီးမီးယားလိမှာဆိုရင်တော့တကယ်ကိုဒီကစေကတော့ရှောက်ဆိုတော့အသာကြီးရထားရဆိုပေမဲ့ ပြီးခဲ့တဲ့နှစ်ကတော့ဖူဟန်ကပို့ပြီးတော့အသာကြီးရထားတဲ့အနေနောက်တစ်ခုပါဆိုတော့ဒီနှစ်တင်းထက်တဲ့တွေ့ဆုံမှုမှာနီကိုရီကိုဘယ်လိုမျိုး result ထွက်ပေါ်လာမလဲထင်ကြတယ်ကျွန်တော်ကတော့ဒီနှစ်တင်းရဲ့ gate ကိုဖွင့်ဆော့တက်တဲ့ဟန်ရှိတယ်ဒီဘက်ကဖူဟန်ကလည်းအခန့်တင်းတဲ့တော့ဟန်နေတဲ့ဘက်ဆော့တက်တဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့ဒီအတင်းဒီနှစ်တင်းထက်တဲ့တွေ့ဆုံမှုမှာကျွန်တော်တို့ဂိုးပေါ်နဲ့တေးရတဲ့တစ်ခုထွက်ပေါ်လာမယ်လို့ထင်တယ်ကျွန်တော်တို့ body change ရဆိုရင်တော့ဖူဟန်ဘက်ကနေပြီးမှအမှန်မှန်ရက်တည်ခြင်းတယ်ကျွန်တော်ကတော့ ီဒီငတဲ့ထိတဲ့တွဲဆုံမှုကကိုပေါ်နဲ့အတူတူတူများဖြစ်သွားမလားကျွန်တော်တို့ဒါနှစ်ကြောဒီနှစ်သိန်းပေါင်းကွင်းကို၄ကိုနောက်ထိတော့အနိုင်ဆုံးကြည့်မလို့ကျွန်တော်ယူဆချင်တယ်ဆိုတော့ညီကိုတွေကိုဘယ်လိုမျိုးရဲစားထွက်ပေါ်လာမယ်ထင်ကြတယ်ဆိုတော့ comment အောင်ပါဝယ်ဆွေးရင်းခွန်တော်ရရပါတယ်ဆိုတော့ချီချူအားပေးရဲ့ညီကိုတူတူတယောက်ချင်းတယ်ကျေးဇူးတင်ပါတယ်ပြောကြရင်လည်းနောက်ဗီဒီယိုမှာပြန်လို့ပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ